ဇလန်းစက်ကွက်ဆန်းဆန်းလေးတွေကိုလည်းကြည့်ခြင်းနဲ့ဒါပေမဲ့အရင် heavy ဖြစ်တာရင်လည်းမလိုချင်ဘူး။ဥပေါ်ပါပါလေးတွေဖြစ်ခြင်းနဲ့ဆိုရင်တော့ဒီစက်ကားလေးကိုလည်းကြည့်လိုက်ပါ။ဒီစက်ကားက2019လောက်ကထွက်ခဲ့တာဆိုပေမဲ့လည်းအခုချိန်အပြည့်ကြည့်ရင်တော့မှမယိုးနိုင်တဲ့စက်ကားကောင်းလေးတစ်ကားပါ။အဓိကဆက်ဆောင်မင်းသမီးနေနဲ့ပါဝင်ထားတဲ့တွေကလည်းတခြားသူတွေမဟုတ်ဘူး။ညီမပရိသတ်တွေနဲ့မစိမ့်နဲ့။ PK စက်ကားလေးကမင်းသမီးအနုရှိကရှာမာဖြစ်ပါလေ။အနုရှိကရှာမာပြင်တခြားသောတယောက်ဆောင်နေနဲ့ပါဝင်ထားပြီးတော့ fantasy comedy မျိုးစားစက်ကားလေးကဖြစ်ပါလေ။ဇလန်းအချင်းနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ ကနေဒါမှာနေနေတဲ့လူငယ်လေးတယောက်ကသူ့ချစ်သူနဲ့လက်ထပ်ဖို့အတွက်အိန္ဒိယကိုပြန်လာခဲ့တယ်။အဲ့မှာလမင်လာပွဲလုပ်ဖို့အတွက်ဘီလင်းတွေပါပြီးတွက်ကြတယ်ပေါ့။အဲ့မှာဘီလင်းတွက်ကြည့်လိုက်တဲ့အချိန်မှာအဲ့ဒီကောင်လေးကကဲနှိတ်နေတဲ့အတွက်ရွာသေးပါမှရှိတယ်။အဲ့တစ်ပင်လေးတစ်ပင်နဲ့လက်ထပ်ပွဲလုပ်ပြီးတော့မှရရချေရမင်းတဲ့။အဲ့ဒီမှာဘီလင်းစရာပြောတဲ့အတိုင်းရရချေပြီးရောတစ်ပင်နဲ့လက်ထပ်လိုက်ရောလက်ထပ်ပြီးတော့တစ်ပင်ကိုခုတ်လိုက်ကြတယ်ပေါ့။အဲ့ဒီညမှာပဲသူတို့တွေခုတ်လိုက်တဲ့တစ်ပင်မှာတက်သွဲနေတဲ့မိညာမလေးကအဲ့ဒီကောင်လေးစီကိုလိုက်လာပါလေရော။သူကတစ်ပင်နဲ့လက်ထပ်လိုက်တယ်ဆိုတော့ အဲ့ဒီဝိညာဉ်မလေးကသူ့နဲ့လက်ထပ်လိုက်တဲ့တဘောမျိုးဖြစ်နေတာပေါ့အဲ့ဒီချိန်မှာကောင်းလေးကအဲသူ့လက်ထပ်ရမယ်သူ့ရဲ့ချစ်တူကောင်မလေးရရှိနေတယ်ခုသူ့နောက်ကိုလိုက်တာလိုက်လာလိမ့်တဲ့ဝိညာဉ်ရရှိနေတယ်အဲ့ဒီနောက်ယောက်ကျမှာသူကဘလို့တွေပြားပြားမလဲဒီဝိညာဉ်မလေးကရောဒီတစ်ပေမှာဘာကြောင့်ကက်သွဲနေရလဲအဲ့ဒီဝိညာဉ်မလေးရဲ့နောက်ကျောင်းရဆိုရရောဘလို့ရှိမလဲသူကဘာကြောင့်ဒီတစ်ပေမှာလာပြီးတော့ကက်သွဲနေရလဲဆိုတာကိုစိတ်ဝင်တစားနဲ့ကြည့်ရမယ်ဇက်ကကောင်းလေးတကားပါဒီဇက်ကကဇန်လန်းလေးရတယ်ထူးဆန်းတယ်နောက်ပြီးတော့ပေါင်ဝင်တယောက်ဆောင်ထားတယ်မင်းသမီးရတယ်နာမည်ကြီးမင်းသမီးဆိုတော့ စကားလေးရတယ်ကောင်းမယ်ဆိုတော့ဒေးကြပါပဲ။